ကိုယ်စားဖုန်းရပုံမှန်905ကာကြီးနဲ့မိဒီမိပြူးနဲ့မှာပေါ့ပြူးနဲ့မှာဒါရဲစခန်းမှာထိမ့်သိမ်းခံထားတာရှိတယ်အဲ့ဒါပြီးသွားတဲ့အချိန်ကျတော့သူတို့ဒီအိုးဘုံထောင်ပို့လိုက်တယ်ယမန်ကြီးဆိုလို့ရှိရင်14ရက်ပေါ့မထားတော့ဘဲနဲ့အိုးဘုံထောင်ပို့လိုက်တယ်20အဲ20နဲ့ 26ရက်နေ့မှာကြားလို့ရှိရင်သူယုံထပါလိမ့်မယ်တရားစွဲဆိုမှုကိုရင်ဆိုင်ပါလိမ့်မယ်ဒါလေးတော့တိတိအောင်ပြောချင်ပါလေကိုစောဘုန်းကြီးဒီဘာကြောင့်ဟုံးလဲမြေပြင်မှာကြတော့သူကစွတ်တွေ့မှုကကိုစောဘုန်းကြီးနဲတယ်လေမြေပြင်မှာအမာခံပိတ်တယ်ကိုစောဘုန်းကြီးတိတ်မရှိဘူးအွန်လိုင်းပေါ်မှာပဲလက်ခုပ်တွေတိကြတယ်အွန်လိုင်းပေါ်မှာပဲအားပေးကြတယ်အဲ့ဒါတွေကအရေးအကြောင်းနဲ့ဆိုထောင်ဝန်သာတောင်လာတွေ့မဲ့သူတွေမဟုတ်ဘူးအပေါက်ကတော်တို့ပိတ်တယ်ပေါက်ကတော်တို့ပိတ်တယ်ပေါက်ကတော်တွေအခုမှဒီအမျိုးသားကြီးနဲ့လှုပ်လာတာမဟုတ်ဘူးအပေါက်ကတော်တို့ပိတ်တယ်ဒီကဟန်တန်ကပိတ်တယ်ရှိတယ် မာခံပရိသတ်ရှိတယ်မြေပြင်မှာမရှိတယ်အဲ့တော့ဥစဉ်တို့နဲ့လိုင်းချင်းတော့မတူဘူးပေါ့ဗျာเนาะမတူဘူးအဲ့တော့ဘာပြောရကုသိုလ်ဖိုးရင်ကိုတော့ဥစဉ်တို့ကတနာမိရတော့အမှန်ပါပဲဘာဖြစ်လို့တနာမိရလဲဆိုရင်ကုသိုလ်ဖိုးရင်တို့မှာပရိသတ်တွေများများစွာရှိတိုင်းမှာထင်တယ်တူတစ်ခုခုသုံးသုံးဖြစ်လို့ရှိရင်လူတွေကလမ်းပေါ်ထွက်လာမှထင်တယ်အပိမတူတွေဒါကများလာမှထင်တယ်သူစဉ်းစားတာတွေကလွဲသွားတာလွဲသွားတာเนาะဘသူကထွက်လာမှာလဲဟွန်လိုင်းပေါ်ပရိသတ်ကဟွန်လိုင်းပေါ်မှာပဲကုန်ဆုံးမှာပေါ့ ဝင်လိုက်မောပရိသတ်ဝင်လိုက်မောမှာပြီးသွားတာပေါ့အဲဒီတော့ဝင်လိုက်မောကပရိသတ်တွေကိုလည်းပြောကျင်တယ်နော်တကယ်လို့ပုံမှန်ထွက်လာပြီပုံမှန်ထွက်လာလို့ဘယ်လိုထွက်လာပြီဘယ်လိုအားထွက်လာပြီလဲဆိုလို့ရှိရင်အဲဒီမှာကုသောဘိုးကြီးမှလည်းသူအာကိုရာအာကိုကြောင့်သူ့မှာလည်းရှိတယ်နော်ကုသောဘိုးကြီးမှလည်းသူ့မှာအာကိုလောက်တဲ့သူရှိတော့လဲသူအာကိုရတဲ့သူကလည်းကယ်လို့ရမှာလားကယ်မှာကယ်လို့မရရမကယ်ဘူး အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇော်ဘုံဟိန်ဝင်းရမဲ့သူမရှိနေလို့လွတ်ဖို့လမ်းမမြင်တော့ဘူးလို့ပောက်ကိုတော့တုံးတက်လိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာကိုဇော်ဖုံးရအကြောင်းကိုသိကျင်တယ်ဆိုလို့ဒါပိုင်းရမပြောဘဲနေပေမဲ့အခုတော့ပြောပြပေးပါမယ်ကိုဇော်ဖုံးရပုံမှန်905ကာကြီးနဲ့မိဒီမင်းပြူးနေမှာပေါ့ပြူးနေမှာဒါရဲစခန်းမှာထိန်းသိမ်းခံထားတာရှိတယ်အဲ့ဒါပြီးသွားတဲ့အချိန်ကျတော့သူတို့ဒီအိုးဘုံထောင်ပို့လိုက်တယ်ယမန် ကြီးဆိုလို့ရှိရင်14ရက်ပေါ့မထားတော့ဘဲနဲ့ပို့ဥပ္ပတော်ပို့လိုက်တယ်အဲ20 26ရက်နေ့မှာဇာလို့ရှိရင်သူရုံထွက်ပါလိမ့်မယ်တရားစွဲဆိုမှုရင်ဆိုင်ပါလိမ့်မယ်ဒါလေးတော့တီးတီးအောင်ပြောကြပါလေအမှန်ရဲစခန်းမှာစစ်စည်းပြီးဖမ်းဆီးသွားပြီဆိုတော့14ရက်ထိတော့နေလို့ရတယ်ဒါပေမဲ့14ရက်နေ့ထိတော့ဘယ်သူမှမထားပါဘူးအလွယ်တကူသွားကြတာတချို့ဆိုခွန်ရင်းနဲ့သွားတယ်တချို့ဆို၈ရက်၁၀ရက်နဲ့အမှုတိဆောက်ပြီးသွားတယ်လို့ကျင်အဲထောင်မှာပဲသွားနေကြတာများပါတယ်နော်ဒီအချုပ်ခန်းသေးတဲ့အခါကျတော့နန်စော်နေတာရှိတာအောင်နော်အဲ့တော့ ထောင်ထောင်ချုပ်ကြတော့လဲကျေဝန်းတာကိုအဲ့လိုမျိုးရှိတယ်အဲ့ဒါကြောင့်အဲ့ထောင်ချုပ်ကနေမျိုးသူတို့တရားရင်ဆိုင်မှာဖြစ်ပါတယ်အဲ့ဒါလေးကိုသိအောင်ပြောပြချင်ပါတယ်တစ်ဖက်မီဒီယာပြောလို့ဘာလေးပါလဲညာလေးပါညနေ၃၃မှမရှိပါဘူးပုံမှန်ငါငါကကြီးဆိုတာအလုံးကြောင့်ကြာနှစ်နဲ့၃နှစ်ပါပဲဒါလည်းကိုစောဘုန်းကြီးနဲ့ကျွန်တော်အမြဲတမ်းလို့ပြောကြတော့တတ်တဲ့စကားလေးရှိဒီလေငါတို့ဖြစ်ကွာအများဆုံးဖြစ်၃နှစ်ပဲငါငါကကြီးဘာဖြစ်မှလဲ၃နှစ်အေးစေခါတော့လုံးသိလုံးတဲ့တာလုံးပါပဲပြောနေပြောတတ်တာပြောပါပဲဆိုတာလို့နော် မှာကိုဇော်ဝင်းကျတော့စိတ်ထဲတော့မကောင်းဘူးဗျာကိုဇော်ဝင်းလုံးဆောင်ချက်လေးတွေအများတာဘောနော် ဆိုရတာတော့ကျွန်တော်တို့ကမပြောပါဘူးသူ့ဘက်သူဘလို့ပဲဆိုတော့ဒါပေမဲ့ကိုစောဘိုးရဲ့လုံးဆောင်ချက်ကြီးကကိုစောဘိုးလူတန်းနေတဲ့သူတွေကတန်းနေတယ်တချို့ဆိုကျမ်းမာရေးမှာကောင်းလို့လူတယ်စေဝါလူတယ်ပတ်စံလူတယ်တွေရှိတယ်အဲ့ဒီလူတွေကကျွန်တော်တို့ဖုန်းဆက်ပြီးတော့ကိုပိုင်ရဲ့ဒလိုလေးစေဘိုးမရှိလို့ဒလိုလေးကူညီပါအစတော့ကိုစောဘိုးကြီးဆိုတော့အကူညီတောင်းလို့ရပါတယ်ဒါမျိုးတွေဖြစ်တာဟောအဲ့တော့ကျွန်တော်ဟုတ်ကဲ့ခင်ဗျာကျွန်တော်ရှိနိုင်တာလေးပဲနောက်နေနေများလာတဲ့ခါကျတော့ကျွန်တော်လည်းမနိုင်တော့ဘူးဖြစ်တော့မနိုင်တော့ပြတော့မနေ့ကဒီနေ့ဆိုလို့ကျင်တယ်ဖုန်းက9ကောလောက်ဝင်တယ်အဲ့တယောက်ထဲအဲ့ဆက်ရလည်းပဲဘာဖြစ်လဲဆိုတော့လေဖြတ်နေလို့စေဘိုးမရှိလို့ အဲ့တော့ကိုဇော်ဘုန်းကြီးရဲ့လှုပ်ဆောင်ချက်ကလည်းတကယ်တမ်းပြောလို့ရှင်လို့ရှင်တအောက်ခြေပြည်သူတွေရဲ့ဒုက္ခတွေဆင်းရဲတွေကိုလည်း तू တောက်လျှောက်လိုက်လုံနေတာကျွန်တော်တွေ့ရအခုဆိုလို့ရှင်ကျွန်တော်လိုင်းလောက်ရတဲ့ပုံစံမျိုးတော့ကျွန်တော်မှဖြစ်နေတယ်ဟိုဖုံးဝေဆိုကျွန်တော်ခါတိုင်းနဲ့လူလူဝေးနေပါတယ်ကျွန်တော်လည်းဘယ်မှပတ်ဆိုင်မရဘူးဗျာ ီးတော့ကိုဇော်ခွင်တို့သူမင်းမတလသိန်း80သိန်းနဲ့ပေးနေတာကျွန်တော်ကကျွန်တော်မင်းမကျွန်တော်စီတော်မဒီနိုင်ငံရေးအကြောင်းဆေးရေးအကြောင်းတွေပြောလို့ကျွန်တော်စီတော်မနေအဲ့အဲ့ဒါကွာကျွန်တော်ကကျွန်တော်လူပညာနဲ့ရှာထားတဲ့ပတ်စံလေးတွေနဲ့အိတ်ခံဝဲသွားလို့ရတဲ့ပတ်စံလေးတွေနဲ့ဒါလေးတွေစုပေါင်းပြီးကျွန်တော်ကလှူတာကျွန်တော်ဆိုရော့ကိုပါကြီးရဲ့ဘလောက်ပါပါရပါဘလူးမကျွန်တော် ပေးဘူးတာမရှိဘူးဒါကျွန်တော်ပုံမှန်လည်းနဲ့ပြောတာနော်အဲတချို့တတိယတွေကတော့အဲတချို့လူတွေကတော့ပြောပါတယ်ကိုပါကြီးအဲလိုအပ်တာရှိရင်ပြောပါသူစီဖုန်းဆက်ပါဘယ်လိုလုပ်ကျွန်တော်ဖုန်းဆက်မှာလဲ အဲ့တော့သူတို့လူကျင်တယ်ဆိုလို့ကျင်တော့ဗာလေးလူပေးပါဆိုတာလူပေးလိုက်မှာကျွန်တော်နေတဲ့ကောင်ဘာလို့ပါလဲဆိုပြီးတော့ဘယ်လိုလို့ဖုံးဆက်ပြီးပြောမှာတော့လို့မဟုတ်ဘူးလားအဲ့တော့ကိုပိုင်ရေရောဒါလေးတော့အဲတန်တော်သားကြီးလူပေးလိုက်ပါဆိုတော့ကျွန်တော်ကလူပေးလိုက်မှာဒီပိုင်းပဲရှိအဲ့တော့ကိုစုံဝေးရဲ့လုံဆောင်ချက်ကြီးကကြောက်စရာကြီးကျွန်တော်ပြောတာဟိုကိုရှိတာနဲ့ပဲကိုလှူနေရတာဖုံးဝေးဆိုလဲအကွေးကျွန်တော်မင်းမဖုံးဆက်ခြင်းလို့ပြောဗျာဟိုတထောင်တော့ကျွန်တော်ရှေ့တန်းမှာရောက်နေလို့အရှေ့တန်းရောက်နေတဲ့ကောင်သူမင်းမစီဖုံးမဆက်ပဲငါစီပါဟုတ်ဆက်တာလေငါလည်းစုံနေကြတယ်သူမင်းမကြတယ်မဟုတ်ဘူးသူမင်းမအိမ်မှာလည်းပတ်စံစားစရာမရှိဘူးဖြစ်တာ အဲ့လိုမျိုးနော်ဟိုတကားတလည်းကိုအေးဘူဘူလေး900လောက်ပေးကြ300လောက်ပဲဝိုင်းကြီးအော်နေနေအချားစင်ရဲဘော်ရဲ့မိန်းမတွေအဲ့လိုမျိုးအကူညီတောင်းတာမျိုးတွေရှိတယ်အဲ့တော့ကိုဇော်ဝင်းရအဲ့လိုမျိုးတွေလိုက်လိုက်ပြီးတော့လေသူလည်းပေးရတာရှိတဲ့ခါကျတော့သူ့ကိုပို့ပြီးတော့ဟိုအောက်ခြေပြေကိုတက်မတော်သားတဲ့ပို့ချစ်ခင်ကြတာပေါ့ကျွန်တော်စီကိုအကူကြီးတောင်းလာတဲ့လူကမြားလာတာပေါ့မြားလာတော့ကျွန်တော်ဩကိုဇော်ဝင်းကိုကျွန်တော်ကြည့်ပြီးစိတ်ထဲမကောင်းကိုကျင်းစား तू ကျွန်တော်ကတော့ကျွန်တော်ကူညီနိုင်တာကကူညီ။ तू ကတော့တထေး तू ကတော့သူ့အနေထားနဲ့ तू ရှိတာဟုတ်။ကျွန်တော်ကတော့ကျွန်တော်ကကျွန်တော်လေးပဲစူးစမ်းရုံးကန်ပြီးတော့လောက်ရတဲ့အာမျိုးဖြစ်တယ်။ဒီကြားထဲမှာမှကျွန်တော်ဟိုပိုင်ရဲကိုကဟိုဘာမှမဟုတ်ပစိုးရောင်းမှုအထယ်ရောင်းမှုဆိုတာမျိုးပဲဖြစ်တယ်ဆို။အမှန်တကယ်ကျွန်တော်ကအဲ့ဒီပစိုးလေးကရောင်းရလို့ဒါမြက်လို့ရှိရင်အဲဒီညာမျိုးအထယ်လေးပေါ့။ဒါ အရင်းဆုံး2800ရှိတယ်ဗျာ3000ရောက်လို့2000လောက်မြတ်တယ်ဆိုလို့ရှင်ငါအထယ်တက်တော့50အထယ်100 900 500လောက်ကုန်တယ်ဆိုလည်းမစိုးဘူးငါလုံနေတက်တော့လာတယ်အကုန်လူလို့ရမယ်ပြေးလို့ရမယ်ကိုယ်တော့ကိုမစင်စားဘူးအဲ့ဒါလေးစဉ်းစားပြီးတော့ကျွန်တော်ဒါကိုလုပ်လိုက်တာတန်းတော်သားလေးကသူကနဲ့တူတော်မှဒီတနေ့နဲ့တနေ့ဖုန်းဝေတော်မှဖြစ်နိုင်တယ်ဒါဒီ3000လောက်ဘလို့ဝန်တယ်ကျွန်တော်ကဒါကြီးကယာနိုင်ချီတက်ကုန်တာဗောဟုတ်လားအဲ့တော့ကျွန်တော်ကပြောချင်အနုပညာသမားလုပ်လို့ရှင်တော့ကျွန်တော်ကအာဘာညာရောင်းလို့ရှင်တော့ချက်ချင်းတက်တာပေါ့ အခုတောင်းတော့ဘကူထောက်ခံပြီးတော့မှဒီလိုလုပ်ပြနေတော့ဒါကိုကျွန်တော်ဒီဟာနဲ့စီးပွားရှာချင်တယ်ဆိုပြီးတော့အပြောခံရပြန်ဟောအမှန်ကကျွန်တော်ကဒါကတချို့ကျမ်းမကြီးမကောင်းမနဲ့ဒါတမ်းတော်ကနေထွက်သွားတဲ့လူတွေခြေပြက်လက်ပြက်တွေအများကြီးပဲကျွန်တော်တဲကုံမျိုးနယ်တွင်ပြူစောတိမျိုးအောင်ကိုလုံကြုံရေးတာဝန်ချိန်နောက်ကျမှုဖြင့်စစ်သားများကအဖြစ်ပေးရိုက်နေရမှာလက်လွန်တေဆုံ ်ပဲခူးတိုင်းတဲကုန်းမြို့နယ်တွင် ကင်းဆောင်ရန်တာဝန်ယူထားသော ပြူစောတိမျိုးအောင်ကိုတာဝန်ချိန်နောက်ကျမှုဖြင့်စစ်သားများကအဖြစ်ပေးရိုက်နေရမှလက်လွန်တည်ဆုံသောအကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောဆိုသည်ယမန်နေ့ဇွန်လ13ရက်နေ့နနက်9နာရီချိန်တဲကုန်းမြို့နယ်အမတ်တရက်ကွက်ဤပြည်သူစစ်လုံခြုံရေးအဖွဲ့ဝင်ဖြစ်သော ပြူစောတိမျိုးအောင်ကိုတာဝန်ချိန်နောက်ကျမှုဖြင့်စစ်သားများကရိုက်နှက်အပြစ်ပေးစဉ်လက်လွန်တေဆုံးခဲ့ခြင်းဖြစ်ကြောင်းတေဆုံးသွားပြီးနောက်စစ်တပ်ကတပ်ဆိုင် ယာမိသားစုထံသို့အကြောင်းကြားလာကြောင်းသိရှိရသည်။တဲကုန်းမြို့အမှတ်တရက်ွက်မှာနေတဲ့မျိုးအောင်ရောသူ့ညီနဲ့သူ့အဖေပါဝင်၃ဦးစလုံးကပြူစောတိပြည်သူစစ်တွေပါမျိုးအောင်ကတားအကြီးအဲ့ဒါလုံခြုံရေးကင်းယူဖို့တာဝန်ချိန်နောက်ကျလို့ဆိုပြီးစစ်တပ်ကအပြစ်ပေးရာကနေလက်လွန်ပြီးတေဆုံသွားတယ်မနေ့မနက်9နာရီမှဆုံးတာရိုက်နဲ့အပြစ်ပေးရာကနေလက်လွန်ပြီးတေဆုံသွားတာပါဟုဒေတာပြည်သူတအူးကပြောဆိုသည် တဲကုန်းမြို့နယ်တွင်စစ်တပ်ကလုံခြုံရေးတိုးမြင့်နေပြီးအ धिक အားဖြင့်ပြည်သူ့ကာကွယ်ရေးတပ်များ၏နယ်မြေဆိုးမှုမှုကျပြန့်လာခြင်းနှင့်မြို့ပေါ်အထိစစ်တပ်တောက်တိုင်များကိုခြေမုံနှိမ်နင်းနေမှုကြောင့်စစ်တပ်နှင့်ပြူစောထီများမှာအချိန်တိုင်းကြောက်လန့်နေကြကြောင်းထို့ကြောင့်လုံခြုံရေးနှင့်ပတ်သက်၍စစ်တပ်နှင့်ပြူစောထီများကြားမကြာခဏဆိုသလိုအငင်းပွားခိုက်ရန်ဖြစ်ပွားမှုများနှင့်တူတာဝန်ကိုတာဝန်လွှဲချအပြစ်တင်မှုများပေါ်ပေါက်နေကြောင်းဒေသပြည်သူများကဆိုကြသည် တပ်ပုံစစ်တပ်လက်အောက်ခံပြည်သူစစ်ခေါ်ပြူစောတိအဖွဲ့ဝင်များမဟုတ်ဒါဖုံးဆက်ပြီးအကူအညီတောင်းနေရတူတွေအများကြီးပဲရှိတယ်။အားရှိအရာကအကုန်အများကြီးရှိတယ်။သူတို့လည်းမေးကြည့်လိုက်ကျွန်တော်ဘာကူညီပေးပါဘာလုပ်ပေးပါသူအားလုံးချိုးသေးတောင်ကျွန်တော်ပြောတယ်အကောပိုင်းရေဘာလိုအပ်လဲလိုအပ်တာပြောကျွန်တော်ကူညီပေးမှာဆိုတော့တခေါမှကျွန်တော်ပြန်မပြောဘူးအာဟုတ်ကဲ့ခင်ဗျဒါပဲပြောတယ်ပြန်လို့မပြောတာဘာဖြစ်လို့လဲကျွန်တော်ရေကုန်သိကကျွန်တော်ရေအချက်တရားကိုပတ်စံတယ်လည်းမလဲစိတ်လမ်းမဝင်စားဘူး နော်အဲ့တော့ကျွန်တော်လူနိုင်တာကျွန်တော်ရှာဖွေနိုင်တာဝဲကျွန်တော်လူလေအခုကျွန်တော်ဒီမှာလာပြီးအခုညီတောင်းတာဒီနေ့ဆိုဖုန်းခုနှစ်ကောလောက်ရှိနေပြီကျွန်တော်ရှင်းနေမှာဟိုရခိုင်နဲ့အကြောင်းဟာလေးတွေကိုဒီအာမန္တ၃လေးလေးအကြောင်းနေကြောက်ပြီးတောင်းနေဖုန်းဆက်ပြီးတော့ဒီမှာလှုပ်ပြီးတော့ပြောပြီးအဲလှုပ်နေတဲ့အချိန်မှာဒီဖုန်းကတလဲဆက်လာတာလာတော့အော်ကျွန်တော်လည်းဒါလေးပြီးတော့မှကျွန်တော်ဒါလေးပြီးမှဖြေချင်းပြသူခမရလည်းရှေးဖို့တော်တော်လိုရှာနေလို့နေမှာဗောကျွန်တော်စီကိုဖုန်းဆက်တာကျွန်တော်မှလည်းပဲဒါဟို ြောကျင်တယ်ဗျလူပဲလူများရှိမလားဝါလားညလားပြောကျင်ပေမဲ့ဒါမှကိုကအဲ့လိုပြောလို့ဆင်တယ်ကိုတခါလေးကျရင်တွေးရတာစိတ်ငြင်းတယ်အဲ့တော့ကျွန်တော်ကိုစော်ဖိုးဟင်းကိုကိုကြည့်စား तू อ่ะ तू อ่ะ तू อ่ะကိုလည်းပပရမြားတယ်များတော့အဲ့ဒီအများကြီးကို तू ရင်ဆိုင်ပြီးတော့မှ तू ကိုယ်တိုင်ခေါင်းကြက်ခေါင်းခဲခံပြီးတော့ကျွန်တော်ဒီနေ့နည်းနည်းများများပဲလုံတော့ဒါကြီးကိုထိုးကြိုက်ပြီးတက်လာတာ ပြီးတော့ပုံကြီးစိတ်ရှင်ရောင်းရတယ်ဟိုတချို့ကြောက်ဗျာတကယ်ဟိုစေးဝတော်မရှိဘူးပေါ့ဆိုမှအော်ငါကလည်းအဲ့လိုမျိုးလေးဖြတ်ပြီးတော့အဲ့လိုမျိုးဖြစ်လို့ချင်းငါစားဖို့တောက်ဖို့မပြောနိုင်စေးဝတော်မရှိငါလည်းအဲ့လိုပဲခံစားရမှာပဲလေးဆိုအတွေးကိုခေါင်းလုံးရောက်ပြီးဒါဇက်တွေပါထိုးတက်တက်လာအဲ့တော့ကျွန်တော်ဒီဖိုင်လေးကိုမပြောနိုင်တော့ပြောဦးမယ်တချို့ကိုယ်စော်ဖုန်းကြီးကိုမတရားပြောနေကြတဲ့လူတွေဟာ အာကိုချင်းစာပေးဖို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျာမတရားကြီးလည်းမပြောကြပါနဲ့သူလည်းသူတက်နိုင်တော့ဘတ်တော့မတူကြဘူးဗျာတစ်ဖက်ကြတော့လည်း PDF ဘက်ကအားပေးတယ်ဒါတော်လိုင်းဘက်ကအားပေးတယ်ကျွန်တော်ပြောကြလဲတောင်းတော့မှာဘတ်တော့တူတာခင်ဗျားတို့ရန်သူလည်းမဟုတ်ဘူးဗျာလုံးဆောင်နိုင်တာဒါခုံယူရမှာ မြန်မာတို့ဘက်ကလည်းကြိုက်တယ်လို့လုပ်လုပ်တဲ့ဥစ္စာကိုခုံယူရမယ်ကျွန်တော်တို့လည်းကျွန်တော်တို့တက်မတော်ဘက်ကဟိုတက်နိုင်အောင်ပံ့ပိုးပြီးတော့ကုညီပေးတဲ့ပြည်သူတွေဘက်ကပံ့ပိုးပြီးကုညီပေးကျွန်တော်လုံဆောင်နိုင်အောင်ကျွန်တော်တို့ကခုံယူပါမှာဗျနော်အဲ့တော့ကြောင်းတဲ့ပုတ်ခတ်ဖို့မလိုပါဘူးမြန်မာမီဒီယာတွေကလည်းပဲမီဒီယာကသူကစီးပွားရေးလုပ်ငန်းအဖြစ်သူကလုံဆောင်ကြတာဖြစ်တယ်ဟလာအဲ့တော့ပြည်ညာရေးဝန်ကြီးဌာနကလည်းစစ်စာတင်နေတင်ပြီးတဲ့ခါကျတော့တရားဝင်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်ကြတာရှိတယ်။အဲ့တော့ သူတို့လည်းပဲမိုင်းလည်းပဲသူတို့လည်းပဲခံရမှာပဲမှန်ရင်လည်းပဲခံတာဘယ်အဖွဲ့အစည်းဘာမှရှင်းလို့မရကိုပြုသမျှကကိုပဲခံရမှာကျွန်တော်တို့ကြတော့ဒီမီဒီယာနဲ့လည်းအတမွေးဝမ်းကြောင်းမဟုတ်ဘူးဗျာနောက်ကျွန်တော်ကပြည်သူတွေပဲကူညီပေးတာရှိတယ်ပြည်သူတွေဟင်းတိုင်တပွဲပဲလုပ်ပေးတာရှိတယ်အချိန်ကြီးကတော့ကျွန်တော်တို့လည်းသွားမယ်အနေထားမျိုးတော့ရှိတာပေါ့နော်ဒါလည်းပဲကျွန်တော်တို့ကလုပ်ပေးတဲ့လုပ်ပေးတိုက်တယ်လို့ယူဆပါတယ်ဗျာဒီကြားထဲမှာကိုဇော်ဘုန်းကြီးကိုပြောနေကြတဲ့သူတွေကိုတောင်းပန်နေတာတခုရှိရတယ်ကိုဇော်ဘုန်းကြီးလှူတယ်တန်းတယ်လှုပ်ပြီးပင်ပန်းခံတာတွေဟာ အဲကျတော်တော်များတယ်ကျွန်တော်ဒီရက်ထဲမှာသူပြဿနာဖြစ်တဲ့နောက်ပိုင်းမှာကျွန်တော်စီသူ့ရဲ့ဟိုနေနေပေါ့ဗျာဟိုတူလူနေတဲ့သူတွေကကျွန်တော်စီကအကူအညီတွေကအကုန်လုံးဝိုင်းတောင်းလာတော့ကျွန်တော်ဆိုဒီရက်ထဲမှာဆိုခေါင်းတွေကိုကိုက်ပြီးမနေ့ကလည်းလိုင်းမလွင်နိုင်ဘူးအဲ့ဒါလေးကိုစိတ်ဆင်းရဲပြီးဘာလို့ကောင်းမလဲအထင်ကလည်းဝမ်းမဲလူကမရှိဘူးသူတို့ကလည်းသူတို့ကကိုဘာလို့အမှန်လဲမသိဘူးဝမ်းမဲလည်းရောင်းပါမယ်တစ်စုံသုံးစောင်းတော့ကျွန်တော်စီကိုဒီဖုန်းနံပါတ်၃၉ဘာလဲ 6နဲ့45လေး45ကျွန်တော်ဒီလက်ဆက်လို့ရပါတယ်ကျွန်တော်ရဲ့မန်နေဂျာဖုန်းနံပါတ်လည်းကျွန်တော်တစ်ခါပြောဦးပါတယ်39 6853340အဲ့ဒီကိုလည်းဆက်ပြီးတော့ကျွန်တော်တို့ဒီဟာလေးတွေဝယ်ပေးပါဆိုတော့ဂူဒီအယောင်းမဖြစ်ဘူးသားစင်တွေပြောပြအဲ့လူတွေကိုကိုစော်ဘုန်းကြီးကူညီပေးနေတာကျွန်တော်ဆိုတကယ်လေးစားလို့မစိုးဘူးကျွန်တော်ကဒီ5လလောက်ကအဲစကားမပြောပြတာမပြောပြတော့ဒါဆယ်နေလို့ကျွန်တော်ကျွန်တော်ကကြောက်အားသေးအမင်းမဖြစ်ဘူးပြောလည်းမပြောချင်ဘူးပြောလည်းကျွန်တော်မဟုတ်ဘူးသူကပြောမှလေအဲအဲ့လိုမျိုးじゃသူ့ရဲ့ brand နဲ့သူသွားဆိုတော့ကျွန်တော်လည်းမပြောတော့ဘူး အဲ့တော့ကိုစော်ဖုံးရဲ့အပူတွေကျွန်တော်စီရောက်လာတော့ကျွန်တော်နေလဲခေါင်းကိုက်တယ် အဲ့တော့အားလုံးကကိုစော်ဖုန်းကြီးကိုခင်ဗျားတို့ဟိုဆဲဆိုပြီးတော့ပြောကြနေမှသူမကောင်းတာလေးပြောကြနေမှသူသူကကောင်းတာလေးလည်းရှိပါတယ်ဗျာအဲ့အလေးကိုသတိသိကြပါလေအများစုကတော့အောက်ခြေစစ်ပြီးကိုတော့သူတော်တော်ဟိုလှုပ်ဆောင်ပေးတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီလူကြီးကလည်းပဲကျွန်တော်စီမှာအခုဆိုရင်တော်တော်ရောက်ချလာပါပြီเนาะအဲ့အလေးလည်းကျွန်တော်ကူညီဖို့အတွက်ကိုကြိုးစားနေပါတယ်အဲဒါတချို့ကန်ဆမ်းမလေးလည်းပြောနေကြတယ်။ရောင်းတော့ရောင်းပေးခြင်းရ။ရောင်းပြီးလည်းကျွန်တော်လှူဖို့ပဲစဉ်းစားတာ။ဒါနဲ့လှုပ်တော့လှုပ်ပေးခြင်းနဲ့ ကျွန်တော်လည်းစိတ်တွေညင်းနေခေါင်းတွေကိုက်နေပြောဒီတလုံးမှာအဲကိုသောဘုန်းရဲ့လှူဒန်းခဲ့တဲ့သူတွေကအခက်ခဲတွေရှိနေတဲ့လူတွေကကျွန်တော်စီကိုရောက်လာတာလေးဖြစ်တာဟုတ်နော်အဲ့တော့ဟိုကိုသောဘုန်းရဲ့ဒါသူ့ရဲ့စေတနာရသူလည်းပြန်ပြီးအကျိုးပေးပါလိမ့်မယ်လို့ပြောနေပဲအားလုံးကျမပါသေးတတိုင်းဆိုင်ရာလူကြီးမင်းများအနေနဲ့လည်းပဲဒီပြောမှဆိုမှရှိတာလေးဆိုတော့ခွင့်လွှတ်ပေးသေးခြင်းပါလေဗျာအားသာလေးဟိုတော့ဘိုင်ရဲကိုထက်ဆင့်ပြီးတော့အနှုံးညတောင်းပန်များစေအားလုံးပြောဆွေးနွေးပါစေဗျာ